ဆွေးနွေးပဲဖြစ်နေတာသူကတော့ဟိုကတော့ကိုကန်တို့တောင်းလိုက်တော့ပိုခမင်းမြင့်တောင်းလိုက်တယ်သူကရခိုင်ပြည်နယ်ရှိပြီးသားတယ်တော့ရခိုင်ပြည်နယ်ရဲ့ဟိုဟိုရလုတ်ပိုင်ွယ် ်အနာရီနောက်ပြီးတော့ပြည်내အဆင့်တန်းတွေသူနည်းနည်းပူတောင်းနိုင်တဲ့သဘောတော့ရှိတာပေါ့။ဘာကြောင့်လဲဆိုတော့သူနည်းနည်းရတာပြီးသားတော့ရခိုင်မှာရှိတဲ့တရားသာတာခွဲဝေတဲ့နေရာမှာဒီခိုင်ပြည်내ကိုခွင့်ရခိုင်တော့နောက်ဘိုးဆိုးရ300ခိုင်တော့ယူဖို့စသဖြင့်ပေါ့။အဲ့ဒီခေတ်စားတွေပါဆွေးနွေးနိုင်တဲ့အခြေအနေရောက်သွားတာပေါ့။အဲ့ဒီမှာဆွေးနွေးလို့နိုင်ငံရေးရရောဘန္တာရေးရရောသဘောတူတယ်ဆိုရင်တော့သူရချင်းလဲရနိုင်တာပေါ့။ဒါမှမဟုတ် ကြာတာလည်းရခိုင်ဒေသတော်တချို့မပြေမပုံတော့မပေါ်ဘူးကွာသူကပြည်နယ်ဆင်းသားရပြီးသားဖြစ်နေတော့ကိုပဲချွန်းခွင့်ဒေသထဲမှာမြင့်ပြီးသားလေကအဲ့ပြည်နယ်ထဲမှာဟိုပဲကိုပဲအစိုးရဖွဲ့နိုင်တဲ့ပြည်နယ်ပေါ့ရခိုင်ပြည်နယ်ကိုရခိုင်အစိုးရအုပ်ချုပ်မယ်ပေါ့ကွာဒါပေမဲ့ပြည်တော်စုနဲ့ကတော့တချို့နေရာမှာခွဲဝေမှာပေါ့ဒါပေမဲ့အဓိကတော့ရခိုင်အစိုးရအုပ်ချုပ်မယ်ဆိုတဲ့သဘောမျိုးလောက်တောင်းနိုင်တာပေါ့ one country two system ပေါ့ကွာ